အောင်380ခုဥပြောင်းတဲ့ကာလတခုရောက်ရှိပါပြီအဲ့တော့နှစ်တစ်နှစ်တောင်မှာတော့မဟာဘုတ်ကိုထူလိုက်တဲ့အခါမှာကျွန်တော်တို့ဒီလိုလေးရရှိပါတယ်အဲ့တော့သိတဲ့သူလည်းပါမယ်မသိတဲ့သူလည်းပါမယ်ဒါပေမဲ့စမရှင်းပြပါမယ်အဲ့တော့ဒီရဲ့နမိတ်ကလေးကဘယ်လိုလဲဆိုတော့မြန်မာတက္ကရာ1380ခုခုနှစ်နဲ့စားလိုက်တဲ့အခါမှာတည်ကျွင်းနေပေါ့နော်အဲ့တော့တည်ကျွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတည်ကျွင်းသည်ဘယ်နေရာမှာရှိလဲဆိုတော့ မင်းကဆိုတဲ့နေရာလေးမှာရှိပါတယ်။အဲ့တော့တကျွေးတဲ့အတွက်ကြောင့်မလို့ဘယ်ဟာကိုကိုစားပြုလဲဆိုရင်တနင်္ဂနွေကိုကိုစားပြုတယ်ပေါ့နော်။အဲ့တော့တနင်္ဂနွေသားသမီးတွေဒီနှစ်တစ်နှစ်တာမှာဂယုဆိုင်ပါ။ဘာပဲလုပ်လို့အမင်းရဲ့တတိဝိရိယနဲ့လုတ်ကင်ပါ။တနင်္ဂနွေသားသမီးတွေဒီအိုးအိမ်နဲ့ပတ်သက်တာအလုတ်ကင်နဲ့ပတ်သက်တာအကြီးကင်းနဲ့ပတ်သက်တာဒီလိုမျိုးကိစ္စတွေမှာလုံးဝကင်ရတာခက်ခဲစီတာမျိုး ပြုံးရွှေဆိုရတာခက်ခဲစေတာမျိုးစီမံခန့်ခွဲတဲ့အခါမှာခက်ခဲစေတာမျိုးဒါလေးကိုတွေ့ရပါလေနောက်တစ်ခုကဘာသာရေးအတိတ်ထံကောင်းကောင်းလုပ်ပြပါတနည်းကလေးသားသမီးတွေအနေနဲ့အမှုမဲ့အမှတ်မဲ့လုံးဝမနေသင့်ပါဘူးနှစ်တတတာကာလပတ်လုံးမှာကိုသည်ဘာလေးပဲလုပ်လို့အလုံးနဲ့ပတ်သက်ပြီးတော့ကဲလူကြီးပိုက်တာဝန်ထမ်းဆောင်နေတဲ့သူလားဒါမှမဟုတ်ကိုသည်အောက်လက်ကေးသားလား အဲ့တော့ကိုသည်နေရာတစ်ခုကိုတက်ဖို့အတွက်လှမ်းဖို့အတွက်ကိုပြင်ဆင်နေတဲ့သူလားကိုသည်နိုင်ငံရေးချားမှာအလုတ်ကင်သွားဖို့အတွက်ကိုရည်ရွယ်ချမ်းစီနေတဲ့သူလားအဲ့တော့တနင်္ဂနွေသားသမီးပါခဲ့တယ်ဆိုရင်မိမိအနေနဲ့ဘာသာတရားကိုလက်ကင်ထားပါအဲ့တော့ငါးပါးတိလာကိုမြင်းအောင်နေပါမိမိအနေနဲ့မိမိရဲ့နှုတ်တီကျန်းတန်းတဲ့အမှုရာဘယ်တော့မှမပြောဆိုပါနဲ့အဲ့တော့မိမိရဲ့နှုတ်ကန်ကြီးမဖြစ်ပါဘူးကွာဒီအားနဲ့ပတ်သက်ပြီးငါတလောက်ကြိုးစားနေတာပဲ ကျိုးစားတလောက်လည်းအရာမတင်ပါဘူးကွာဆိုတော့ဒီလိုမျိုးစကားမျိုးတွေကိုလုံးဝမပြောမိပါစေနဲ့အဲ့တော့ဖြစ်ကိုဖြစ်ရမယ်တကယ်လည်းကျိုးစားနေတယ်လုံလဲလုံနေတယ်ကြိုင်လဲကြိုင်နေတယ်ဒီလိုမျိုးလေးတွေကိုအမြဲတမ်းထည့်ပြီးတော့မှတွေးပါဒါတနင်္ဂနွေသားသမီးကိုကိုးစားပြုပြီးဆရာမပြောတာပါနောက်တစ်ခုကကြတော့ဘာညံ့လဲဆိုတော့ ဒီနှစ်မှာအတာစားတာတင်ဗုဒ္ဓဟူသားသမီးအဲ့တော့ဒီနှစ်ရဲ့အညံ့ဟာလည်းပဲဗုဒ္ဓဟူသားသမီးတယောက်လည်းအပါဝင်ရှိတယ်အဲ့တော့ဗုဒ္ဓဟူသားသမီးတွေလည်းပါဝင်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဟူသားသမီးအများစုသည်ဘာသာတရားမြင်းမြန်တဲ့သူကြောက်စရာမလိုပါအဲ့တော့မိမိအနေနဲ့ ဘာသာတရားနဲ့မြဲမြံနေတယ်။ကောင်းသောစကားတွေကို ပြောဆိုတယ်။ကောင်းတဲ့အလုပ်တွေကိုအမြဲတမ်းလုပ်တယ်။အဲ့တော့ကိုကကောင်းတဲ့အလုပ်တွေကိုပုံမှန်လုပ်နေတဲ့တန်းနဲ့မိမိတီ၅ပါးတိလာတဲ့မှာတစ်ပါးပါးနဲ့ညီဆိုးပြီးလုပ်ရတဲ့အလုပ်တွေတချို့ပါကောင်းပါလိမ့်မယ်။အဲ့ဒီလိုပါလာပြီဆိုရင်လည်းပဲကိုဘက်ကနေပြီးတော့အလုပ်ကိုအလုပ်လိုပဲလုပ်တယ်တို့ပေမဲ့ကိုယ့်ရဲ့ဟန်ပန်အမှုရာတွေဒီအလုပ်ရဲ့အပြင်ပောက်ကိုရောက်သွားပြီးဆိုတာနေဘာသာတရားမြင်းမြင်းချင်း ဲ့တော့နှုတ်ဤကြမ်းတမ်းခြင်းကိုရှောင်ခြင်းချင်းနောက်ပူပြောဆိုတဲ့အခါမှာလည်းပဲကောင်းသောနမိတ်စကားတွေကိုပြောဆိုခြင်းဒါလေးကိုလက်ကင်ထားပေးပါအဲ့တော့ဘုဒ္ဓဘုရားသမီးတွေအတာဆားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇမပတိတုံးကလည်းပဲတင်ခဲ့ပြီးသွားပြီအဘဘိုးတရားမင်းကြီးကိုငှပြောသည်မဲ့မဲ့ပြောပြောဆယ်လုံးအခွန်နွားပြီးတော့ပကံများထဲမှာထည့်ပါပြီးရင်တရား15ကျက်သာဖြူပါ ပြီးရင်တကြားစမပုံတော့အဲ့မှာမေးကြတယ်ပေါ့နော်ဆရာမကြီးတကြားစမပုံတော့မရှိရင်ဘယ်လိုလုပ်ရမလဲဆရာမရဲ့ Viber ကို highlight ပါ highlight ရင်ဆရာမတကြားစမပုံတော့လေးကိုပို့ပေးပါမယ်ရန်ကုန်မှာရှိနေတဲ့ချင်းမိတ်ဆွေတွေကကြတော့ဆရာမစီကိုလာယူလို့ရပါတယ်ဟောဒီတနှစ်တာကာလပတ်လုံးမှာတနင်္ဂနွေနေ့နဲ့တောက်ကြာနေ့ကိုအဖဘိုးတရားမင်းကိုမနက်9:00 အဲ့ဒါကျတော့တနစ်တာကလာပတ်တော့မှာမနက်9နာရီမှာတနင်္ဂနွေနေ့နဲ့တောက်ကြလေးကိုအဘာမေးတွေကပြောခဲ့တဲ့အတိုင်းလေးပဲအဲ့ဒီတရားစမပွဲကိုဒဇက်မေးရဲ့အပြင်ဘက်မှာအဘာဘိုးတရားမင်းကြီးကိုကြိုဆိုပြီးတော့မှလှူပြီးတော့မှကိုဖြစ်ချင်တဲ့အရာကိုဆူတောင်းပါအဲ့ဒါနေ့တနစ်တာလုံးအတွက်ကိုလှုပ်ဆင်ချင်တဲ့အရာလေးကိုဆရာမပြောပြတာပေါ့နော်အဲ့တော့အခုလိုအဘာဘိုးတရားမင်းကိုတရားတိုင်နေပြီးတော့မှကိုရဲ့အလုပ်ကိန်းကိစ္စကိုရဲ့ငွေကြေးကိစ္စနော်ကိုရဲ့ဒီအခက်အခဲဖြစ်နေတဲ့ကိစ္စအဝဝတွေကိုဆူတောင်းတိုင်နေလိုက်မယ်ဆိုရင်လည်းပဲတနည်းအားဖြင့် ကံနေပူကောင်းစေတယ်။နောက်တနည်းအားဖြင့်ငွေကြီးနဲ့ပတ်သက်တာတွေပွင့်လန်းစေတယ်။ တနည်းအားဖြင့်ဘေးဥပတ်အန္တရာယ်တွေကိုကင်းဝေးစေပါတယ်။အဲ့တော့မိမိဘက်ကကံညာဝရိယသုံးခုစုံလိုက်တယ်ဆိုရင်တော့အရာအားလုံးကအဆင်ပြေသွားတယ်ပေါ့နော်။အဲ့တော့ကံအထောက်ပံ့ပြည့်စုံကိုဆရာမဒါလေးကိုလာပြီးတော့ပြောပြတာပါ။အဲ့တော့ဗုဒ္ဓဟူသားသမီးတွေအတာစားတယ်ဆိုပြီးတော့တချို့နည်းနည်းလေးကြောက်ကြတယ်ပေါ့နော်။ကြောက်ရှာမလို့ပါ။အတာစားတယ်၊ "तू ကအတက်နေ့ကိုအတာစားတယ်"လို့ပြောတယ်။အတက်နေ့ကဗုဒ္ဓဟူနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတက်နေ့ဒါဒီနေ့နောက်နေ့ဆိုလို့ချင်တယ်ဒီလိုပဲနောက်နေ့မှာအတက်နေ့ကဘာနေ့ကြလဲ။အဲ့ဒီနေ့ကြတဲ့သူဒီအဲ့ဒါအတာစားတာပဲ။ ဲ့တော့အဲ့အတားစားခြင်းအတွက်ကြောင့်မို့လို့တက်တက်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြင်နဲ့အတက်ပတ်မှာပဲရှိနေတယ်အဲ့တော့မဟုတ်တာမှန်မှန်တာမပြောဘူးမလုပ်ဘူးဒီလိုလူမျိုးတွေပို့ပြီးတော့မှပို့တက်သွားတယ်ပို့အောင်မြင်သွားတယ်ပို့ပြီးတော့ထင်ပေါ်သွားတယ်ပို့ပြီးကြော်ကြားသွားတယ်အဲ့နမိတ်ကလေးကိုစိုးနေတာတော့မှပြန်ပြီးတော့ကောင်းသွားတာနော်အဲ့ဒါလေးကိုကျွန်မပြောချင်ပါတယ်နောက်တစ်ခုကကြတော့သူကအထုံးမှာစနေရှိတဲ့အတွက်ကြောင့်မို့လို့စနေသားသမီးတွေအင်မတန်မှကံကောင်းပါတယ်စနေသားသမီးတွေဒီတစ်နှစ်တာကာလပတ်လုံး ။သွားလျာနေရမှာမျက်နာပွက်လန်းနေ။ရောက်တဲ့နေရမှာလူချစ်လူခင်အရန်ပေါ်တယ်။နောက်ပြောဆိုတဲ့စကားတိုင်းမှာလေးလက်မှုရှိပြီးတော့မှကို့လူတွေကလေးစားတာ၊ယုံကြည်တာ၊အထင်ကြီးတာဒါလေးတွေကိုပိုင်ဆိုင်စေမှာပဲဖြစ်တယ်။ဒါစရိသားသမီးအင်တန်မှတန်ကောင်းနေပါလေ။နောက်တစ်ခုကန်ကောင်းတာကအင်္ဂါသားသမီးတွေ။အင်္ဂါသားသမီးတွေအရန်ကိုကန်ကောင်းပါလေ။ဘာသာတရားကိုငကူကနေရပုံမှန်လုပ်ကြည်တည်တဲ့သူဆိုရင် ဘယ်ဟာပို့ပြီးတိုးပွားစေလဲဆိုတော့စီးစိမ်ဥစ္စာတိုးပွားစေတဲ့ထင်မှာပါတယ်။ဘာသာတရားအားနေတဲ့သူကကြတော့ပူရှာတဲ့အရာကိုရှာတဲ့သလောက်ရှာတယ်အကျုံးမြတ်ရတဲ့သလောက်ရတယ်ဒါပေမဲ့မမြဲဘူးအဲ့တော့ ဘာသာတရားလက်ကင်ထားတဲ့သူကကြတော့ဘာသာတရားအင်မတန်လွတ်ကင်တဲ့သူကကြတော့ဒီနေ့ရှာဖွေတဲ့အကျိုးစီးပွားသည်ငြင်းမြန်တဲ့တက်ကိုရရှိစေသည်ဒါအင်္ဂါသားသမီးနောက်တစ်ခုကကြတော့တောက်ကြသားသမီးတောက်ကြသားသမီးတွေအရန်ကန်ကောင်းပါလေတောက်ကြသားသမီးတွေကိုကအခုလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲတောက်ကြသားသမီးတွေဟာဒီနှစ်ထဲမှာအရာရာပေါ်လွင်စေတယ်ပြီးတော့တောက်ကြသားသမီးတွေစကားပြောလိုက်တဲ့အခါမှာတစ်ဖက်ကနှစ်လူပွဲရှိတယ် အဲ့အဲ့ဒီသူပြောလိုက်တဲ့ဒီတောက်ချာသားတပီပြောလိုက်ပြီဆိုရင်စကားလေးကဆွဲဆောင်မှုရှိတယ်အကြည့်တဲ့အရင်ရှိတယ်ရုပ်ရည်ပိုင်းရောနောက်ပြီးတော့ဒီနှုတ်ပိုင်းလေးရောအမြဲတမ်းဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုရှိနေတယ်ထင်ပါပါတယ်တောက်ချာသားတပီတွေအင်မတန်မှကံကောင်းပါတယ်တခုတော့ရှိတာပေါ့တောက်ချာသားတပီအမားမခံပဲအရာလေးကဘာလဲဆိုတော့သူက၅ပါးတိလာနေမှာဒီတောက်တန်စားတာတခုလုံးလိုက်ပြီဆိုတာနဲ့အဲ့တောက်ချာသားတပီကပြင်းပြင်းထန်ထန်အထိနာတက်တယ် အဲ့ဒါလေးကိုတော့ဂယုစိတ်စေခြင်းနဲ့အဲ့တော့ဒီငါမသီလာအားလုံးကောင်းနေတော့အဲ့တော့တခါတလေမှာဘူသားမပါတင်ငါမချောဆိုပြီးတော့ပြောရတာလေးတွေရှိတယ်။အဲ့ဒါလေးလည်းမသိအရင်အပြစ်မကြီးသေးဘူး။အဲ့မှာသူဒီသူရံပေတာရပေါ့နော်။တောက်တန်စားတာမှာနည်းနည်းအလုံးအကျုံဖြစ်သွားပြီဆိုတော့လည်းတေချာပေါ့အထိနာမဲ့တယ်မှာပါတယ်။အဲ့ဒါလေးကိုဂယုစိတ်စေခြင်းနဲ့နောက်တစ်ခုကောင်းတာလေးကဂျာတာပရိဂျာတာပိသားသမီးတွေအင်မတန်မှကံကောင်းနေ။အဲ့တော့အထင်ကြီးအရင်ဖြစ်တယ်။ ရောက်တဲ့နေရာတိုင်းမှာပေါ်လွင်စီတဲ့တက်ရှိတွေနောက်ကြပါပြီးသားသမီးတွေအရင်တော့ဆိုရင်မြန်မုံသူများတကာတွေကမြန်မုံကျိုးတွေသူများတကာတွေကအတိုက်ခက်အရန်တုတ်တွေသူများတကာတွေကဘာလေးပြောလိုက်ပြောလိုက်ကိုပြောလိုက်တဲ့အာဆိုလို့ချင်းအမြင်နဲ့အဖြတ်ဘက်ကနေပြီးတော့တွေးတယ်အဲ့လိုလူမျိုးတွေကအစဟာဒီကြပါပြီးသားသမီးကအင်မတန်မှစိတ်ထားပြုစင်လိုက်တာအင်မတန်မှကံကောင်းလိုက်တာအင်မတန်မှသူ့ကိုကြည့်လိုက်တဲ့အခါမှာလူတွေကလေးစားမှုရှိလိုက်တာ အဒါလေးတွေကိုယုံကြည်လေးစားမှုတွေကိုခံရတယ်အများရဲ့ကြည်ညိုခြင်းအများရဲ့ယုံကြည်အားကိုးခြင်းအများရဲ့လေးစားခြင်းကိုရရှိပိုင်ဆိုင်စေမယ့်ကြံစည်လို့တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုညံ့တဲ့တစ်ခုကျန်သေးတယ်အဲ့ညံ့တာလေးကဘယ်သူလေးဆိုတော့တင်းင်းလာသားသမီးတွေပါအဲ့တော့တင်းင်းလာသားသမီးတွေဘာတွေညံ့လဲဆိုတော့ကျမ်းမာရေးညံ့တယ်တင်းင်းလာသားသမီးတွေအမြင်နဲ့သွားတယ်လာတဲ့နေရာမှာ တချို့ဆိုလို့ရှိရင်နေထိုင် ဒီခြေခောက်လဲတာနေထိုင်သွိုင်းလိုက်အတက်အစင်းဒီမှာအခြေချော်ကြတာရုတ်တရက်ဖြစ်စီတဲ့အန္တရာယ်တွေတင်းလာသားသမီးအထူးပြုစိတ်ပေးပါနောက်ပြီးတော့တင်းလာသားသမီးအများစုဒီနှစ်တစ်နှစ်တာကာလပတ်လုံးလေးမှာမိမိအနေနဲ့ပိုထိန်ရမယ့်အရာလေးတွေကိုထိန်ပါအဲ့တော့တချို့ဆိုလို့ချင်းပိုသည်ငွေကြီးကိစ္စတွေအလုံးလုံးတင်အဲ့ဒီငွေနဲ့ပတ်သက်ပြီးငွေကောင်းကွဲစီရဲ့အရာလေးတွေတွေ့ရတယ်တင်းလာသားသမီးဒီနှစ်တစ်နှစ်တာကာလပတ်လုံးမှာငွေကောင်းကွဲခြင်းရင်းနှီးမြှုပ်နှံတဲ့အရာလေးတွေ ရုပ်သွားခြင်းပြန်မပေါ်ခြင်းဆိုတာလေးတွေ့ရတယ်